ပါမြစ်မရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေမြစ်မရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်မြစ်မရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲအထိလိုင်းဒိုမီတာ49မီတာ6.1 MHz ကနေဖမ်းယူနာဆင်နိုင်ပါတယ်မြစမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9နာရီကနေ9နာရီခွဲအထိ5.16မီတာ16.5မဂါဟတ်စ်ကနေထုတ်လွှင့် င်သွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်မိမနိုင်ငံသူနိုင်ငံသားအားလုံးပေကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမှာရှိကြပါစေလို့မစ္စမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။နိုဝင်ဘာလ၈ရက်စနေနေ့ညပိုင်းမစ္စမရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်ည9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်မရှင်ပါ ဒီကနေ့နောက်ဆင်ရမယ့်အစီအစဉ်ဒီကတော့စစ်ကောင်မရှင်တက်ရဲတိုက်ခိုက်မှုတွေကြောင့်တလအတွင်းအမျိုးသမီး80တိတ်ဆုံးတဲ့တဲ့ဒီတိမ်မျိုးနယ်မှာရှေ့ရတာတိုက်ပွဲတွေအတွင်းစစ်ကောင်မရှင်တပ်သား40ခန့်တိတ်ဆုံးတဲ့တဲ့စတဲ့တဲ့နေ့အပါအဝင်နောက်ဆုံးရပြည်တွင်းတဲ့နေ့နဲ့တပတ်တွင်းကထူခြားနိုင်ငံတကာတဲ့နေ့ကိုတင်ဆက်ပေးပါမယ်တဲ့တဲ့နေ့နောက်ဆင်ရပြီးမှတော့အပတ်စဉ်စီစဉ်နေနဲ့ဘာတွေပြောမလဲဘာတွေမင်းမလဲစီစဉ်ကိုနောက်ဆင်ရဖို့ရှိပါတယ်အခုကတော့ပထမဆုံးနေနဲ့ပြည်တွင်းတဲ့နေ့ကိုတင်ဆက်ပေးသွားမှာပါ မင်္ဂလာပါနောက်ဆုံးရပြည်တွင်းသတင်းလေးကိုတင်ဆက်ပေးပါရမယ့်ကျမရှိုးမှာအရခတ်တပ်တော် AA ထိမ့်ချုပ်ထားတဲ့မင်းပြမျိုးနယ်မှာနိုဝင်ဘာလ9ရက်နေ့ကစစ်ကောင်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရက်သားတွေထိခိုက်မှုများခဲ့ပါတယ်မင်းပြမျိုးနယ်မြို့သိရက်ကွက်ကိုတိုက်လေရင်တဲ့နိုဝင်ဘာလ9ရက်ည8:18မိနစ်ချိန်ကစစ်ကောင်မရှင်ဟာလေကြောင်းကနေပုံကျဲခဲ့တာဖြစ်ပါတယ် အဒီတက်ခိုက်မှုကြောင့်အမျိုးသမီးတဦးအပါဝင်၄ဦးသေဆုံးပြီးတော့တခြား၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ရှမ်းမြောက်မှာ TNL နဲ့အပြစ်ခတ်တိုက်ခိုက်မှုရစဲရဲသဘောတူညီစာချုပ်ချုပ်ဆိုနိုင်ပြီးတဲ့နောက်စစ်ကောင်မရှင်ဟာရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်တွေအေအေးတိမ်းချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပုံမှုပြုလုပ်လာခဲ့တာဖြစ်ပါတယ်ရှင်။ ချင်းပြည်နယ်တီတိမ်မြို့နယ်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီးတော့ရှေ့ရအတွင်းစစ်ကောင်မရှင်တပ်သား40ခန့်တိုက်ဆုံခဲ့တယ်လို့ချင်းညောင်ဖွဲ့ CB ကထုတ်ပြန်လိုက်ပါတယ်တီတိမ်မြို့အခြေဆိုင်ခလာရ269ကိုအော်တိုဘားလ26ရက်နေ့ကနေ MI70 စစ်ရဟတ်ရှင်နဲ့26ခေါက်ဆင်းတက်ပြီးတော့အင်အား900ခန့်ပို့ဆောင်ခဲ့ပြီးတဲ့နောက်စစ်ကြောင်းထိုးလာတာဖြစ်ပြီးအော်တိုဘားလ30ရက်နေ့ကနေနိုဝင်ဘာလ6ရက်နေ့ထိဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေတည်းမှာစစ်ကောင်မရှင်တပ်သားတွေတိုက်ဆုံခဲ့တာပါတိုက်ပွဲတွေတည်းစစ်ကောင်မ ရှင်တပ်ကလူသားတိုင်းဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီးအတမပြုကျင့်ခံခဲ့ရတဲ့အမျိုးသမီးတဦးအပါအဝင်ဒေသခံ14ဦးကိုချင်းတော်လှန်ရေးတပ်ဖွဲ့ကကယ်ထုတ်နိုင်ခဲ့ပါတယ်။ဒါပြင်လက်နက်ခဲယမ်းတွေချောဆွဲထားတဲ့ပြည်သူပိုင်ကားတစ်စီးနဲ့စစ်တပ်ဘက်တချို့ကိုလည်းဖမ်းဆီးထိန်းသိမ်းရမိထားတယ်လို့ချင်းကြီးနောက်တပ်ဖွဲ့ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ တိုက်ပွဲတွေအတွင်းမှာချင်းကြီးနောက်တပ်ဖွဲ့တွေဘက်ကကြာဆုံးမှုမရှိပေမဲ့မစိုးရင်ရတဲ့ထိခိုက်ဒဏ်ရာရထားတဲ့ရဲဘော်တချို့တော့ရှိတယ်လို့ချင်းကခွဲရဲ့တပ်ဖွဲ့တွေရဲ့တာဝန်ရှိသူတွေကပြောထားပါတယ်။လက်ရှိမှာစစ်ကော်မရှင်စစ်ကြောင်းဟာတီးတိမ်နဲ့ဖလန်းလန်းဆုံးတိုင်းငင်းကိုနဗမာလ9ရက်နေ့ညကရောက်ရှိခဲ့ပြီးတော့တချို့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာတီးတိမ်မျိုးဘက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ PDF ဇိုလန်းရဲ့ပြောကြားချက်အရသိရပါတယ်။စစ်ကော်မရှင်ကပြုလုပ်မဲ့ဒီဇင်ဘာလ28ရက်ပထမအဆင့်ရွေးကောက်ပွဲမှာချင်းပြည်နယ် ကဟာခါနဲ့တီးတိတ်မျိုးတွေပါဝင်ပြီးအဲ့ဒါကိုအကြောင်းပြုကဆေးရေလှုပ်ရှားမှုတွေပြုလုပ်နေတာဖြစ်ကြောင်းချေတော့လည်းတိုင်ဝိုင်ကသုံးသပ်ထားကြပါတယ်ရှင် ရှိကောက်ပွဲစေယုံလှုပ်ဆော်ရေးရုပ်ရှင်တွေမှာပါဝင်သရုပ်ဆောင်ပေးဖို့အမှုပညာရှင်200ခန့်ကိုစစ်ကောင်မရှင်ကဆက်သွယ်နေတယ်လို့ဆက်သွယ်ခံရသူတွေနဲ့ဤဆက်သူတွေကပြောပါတယ်။မပါဝင်သူတွေကိုပြည်ပထောက်ခွာခွင့်ပိတ်မှာဖြစ်တဲ့အပြင်အမှုပညာလှုပ်ရှားမှုတွေကိုလည်းပိတ်ပင်မှာဖြစ်တယ်လို့ချိန်ချောက်ထားတယ်လို့လည်းဆိုကြပါတယ်။စစ်ကောင်မရှင်ဟာသူတို့နဲ့ရင်းနှီးတဲ့အမှုပညာရှင်ကနေတဆင့်အခုလိုပြောဆိုဆက်သွယ်လာခဲ့တာဖြစ်ပြီးအမှုပညာရှင်တွေကိုတိုက်ရိုက်ဆက်သွယ်လာတာမျိုးမရှိသေးတဲ့ကြောင့်အမှုပညာအတိုင်းဝိုင်းကသတင်းရင်းမြစ်ကမင်းသမားကိုပြောပါတယ်။ မင်းစမကစစ်ကောမရှင်တက်ရဲ့ဆက်သွယ်ခြင်းခံထားရတဲ့အမှုပညာရှင်60ခန့်ရဲ့စည်ရင်ကိုတပ်တွေတွေနဲ့တကွာရရှိထားပြီးဖြစ်ပေမဲ့သတင်းရင်းမြစ်တွေရဲ့တောက်ဆိုချက်ရဖော်ပြခြင်းမရှိပါဘူးသူတို့တွေကတချို့ကိုရေကောက်ပွဲဝါဒဖြန့်ရုပ်ရှင်တွေမှာဆိုင်းဘုတ်တွေကင်ပြီးတော့တရုတ်ဆောင်စီမှာဖြစ်ပြီးရိုက်ကူပီးစီမဲ့ဗီဒီယိုကိုဒီဇင်ဘာလပထမပတ်မှာစတင်ထုတ်လွှင့်မှာဖြစ်တယ်လို့ဆက်သွယ်ခံရတဲ့အဆိုရတအူးကပြောပါရယ် ဆေအုပ်စုရဲ့ရွေးကောက်ပွဲဝါဒဖြန့်ဆန်းလမ်းဖြစ်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆန်းလမ်းမှာပါဝင်ခဲ့သူတွေကိုလူမှုကွန်ရက်မှာဝေဖန်ရေးသားတဲ့ post တွေကို love react ပေးတဲ့မှုနဲ့ရုပ်ရှင် writer တွေဖြစ်တဲ့ဇဘူးထွန်းတက်လွင်နဲ့အောင်ချမ်းလူတို့ကိုဖန်ဆီးခဲ့ပါတယ် အဲ့လိုဖန်စီချောင်းထုတ်ပြန်တဲ့အော်တိုဘလ31ရက်ညပိုင်းကစတင်ပြီးပြည်တွင်းအမှုပညာရှင်တွေကိုပြည်ပထွက်ခွာဖို့ခွင့်မပြုတော့ဘဲလေစိတ်ကပြန်လာရသူတွေလည်းရှိခဲ့တယ်လို့အမှုပညာအတိုင်းဝန်ကသတင်းရင်းမြစ်နောက်တူကဆိုပါတယ်မဲစင်ရဲ့အကြောင်းပြပြီးဒီအာနာသိမ့်ပြီးတဲ့နောက်ပြုလုပ်မဲ့စစ်ကော်မရှင်တပ်ရဲ့အပိုင်းလိုက်ရွေးကောက်ပွဲမှာအပိုင်း1ကိုဒီဇင်ဘာလ28ရက်နေ့မှာမြို့နယ်၁၀၂မြို့နယ်အပိုင်း2ကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာမြို့နယ်၁၀၀မှာပြုလုပ်မှာဖြစ်တယ်လို့ဆိုထားပါတယ်ရှင် စကောမရှင်ကလေတက်မှာအုံပြဖို့အတွက်တည်ယူပို့ဆောင်ရေးလေးရှင် YAF 200WB နှစ်စီးနဲ့အမိုက်တတိအိတ်ရဟယင်သုံးစီးကိုထပ်မံဖြည့်တင်းလိုက်တယ်လို့နိုမော်လာ9ရက်ထုတ်စစ်ကောင်မရှင်ထိတ်ချုပ်သတင်းစာတွေမှာဖော်ပြထားပါတယ်မြေပြင်တပ်ဖွဲ့တွေအတွက်ထောက်ပံ့ပို့ဆောင်ရေးနဲ့ရိတ်ခါဖြည့်တင်းမှုတာမကလေကြောင်းတိုက်ခိုက်မှုမှာပါအသုံးပြုတဲ့အင်ဂျင်၄လုံးပါ Y8 လေးယာဉ်အမျိုးအစားတွေကိုတရုတ်နိုင်ငံကဝယ်ယူပြီးအမိုင်38ရဟတ်ယာဉ်ကိုရုရှားနိုင်ငံကဝယ်ယူတာဖြစ်ပါတယ်စစ်ဘက်3လေးယာဉ်ရဟတ်ယာဉ်တွေကို လေတက်နှစ်ပတ်လည်နေ့ဖြစ်တဲ့နှစ်စဉ်ဒီဇင်ဘာလ15ရက်နေ့မှာတတ်တော်ဝင်ချင်းပြုလုပ်လို့ရှိပေမဲ့အခုချိန်မှာတော့တလချော်လိုမှာပဲနေပြီးတော့မှပြုလုပ်တဲ့အခမ်းအနားမှာစည်ရင်သွင်းလာတာဖြစ်ပါတယ်ကျိုးတို့ပုံရိပ်ကတဆင်ဆန်းစစ်ဖော်ထုတ်ထားတဲ့ရက်ဖက်ဖွဲ့စည်းဖြစ်တဲ့မြန်မာဝက်နယ်ရဲ့ဂျွန်လ၄ရက်နေ့ထုတ်ပြန်ချက်မှာတော့ YAF 200WB လေရင်သစ်နှစ်စီးလေရင်မှတ်ပုံတင်အမှန်9923နဲ့9924ကိုတရုတ်နိုင်ငံကုမင်းအပီပီဆိုင်ရာလေဆိပ်မှာရှိတဲ့နေရာတစ်ခုမှာရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ရုရှားနိုင်ငံထုတ်ခင်မီ MI38 တဲ့ယူပို့ဆောင်ရေးရဟတ်ယာဉ်၃စီးကိုတော့ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာနေပြီးတော့လေတပ်စခန်းကိုရောက်ရှိလာပြီးဖြစ်ကြောင်းမြန်မာစစ်ဘက်ရေးရနယ်လုံခြုံရေးဆိုင်ရာလေလံရေးအဖွဲ့ MDSI ကဖော်ထုတ်ခဲ့ပါတယ်။ MI38 ဟာစစ်တီ30ကနေ40ဦးထိတင်ဆောင်နိုင်ပြီးဥပစီအလေးချိန်6 တန်အထိတည်ဆောင်နိုင်ကရာသီဥတုဆိုးရွားချိန်နဲ့ညချိန်ဒီမှာတော့ဆစ်စင်ရေတွေကိုလှုပ်ဆောင်နိုင်ပါတယ်။စကောမရှင်အနေနဲ့2021ခုနှစ်ကနေ2025ခုနှစ်ထိ15နှစ်တာကာလအတွင်းစစ်ဘက်သုံးလေရင်ရဟတ်ရင်တွေကိုစစ်တပ်ရဲ့အင်အားဖြင့်တရားဝင်လက်ခံချက်အခမ်းအနား15ချိန်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ စစ်ဖက်လေးလာသူတွေနဲ့မေဇမားရဲ့သူတေသနအဖွဲ့စုဆောင်းမှုတွေအရအာနာသိမ့်မီနောက်ပိုင်း2025ခုနှစ်ဇူလိုင်လအထိပြတ်ချမှုနဲ့ပြစ်ချက်ခံရတဲ့စစ်ဖက်လေးရင်တွေထဲမှာ KH-2C, FTC-2000C, F7 ဒစီပါဝင်ပြီးရဟယင်တွေထဲမှာတော့ MI35 နှစ်စီး MI17 ငါးစီးအယူရိုကော့ပတာဒစီတို့ပါဝင်ပါတယ်စစ်ကောင်မရှင်တပ်ကအော်တိုဘာလအတွင်းမှာမြန်မာနိုင်ငံအနှံ့အပြားကိုလေကြောင်းတိုက်ခိုက်မှု124ကြိမ်ပြုလုပ်ထားပြီးအဲဒီတိုက်ခိုက်မှုတွေတွင်ကလေးတငယ်တွေပါဝင်အရက်သား165ဦးသေဆုံးက300ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MTS ဆိုင်ကထုတ်ပြန်ထားပါတယ်ရှင် မြန်မာနိုင်ငံမှာပြီးခဲ့တဲ့အောက်တိုဘာလ1လအတွင်းစစ်ကောင်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့်အမျိုးသမီး80ဦးသေဆုံးခဲ့ရတယ်လို့မြမအမျိုးသမီးသမဂ္ဂ BWU ကထုတ်ပြန်ပါတယ်။အဲ့ဒီအခြေအတွက်မှာအောက်တိုဘာလ1ရက်နေ့ကနေ31ရက်နေ့အထိမြန်မာနိုင်ငံအနှံစစ်ကောင်မရှင်ရဲ့လေကြောင်း မြေပြင်တိုက်ခိုက်မှုတွေကြောင့်သေဆုံးသူအမျိုးသမီးအခြေအတွက်ဖြစ်ပြီးထိခိုက်ဒဏ်ရာရသူကလည်း80ဦးထိရှိတယ်လို့ BW ကဆိုပါတယ်မြန်မာအမျိုးသမီးသမဂ္ဂရဲ့ထုတ်ပြန်ချက်အရသေဆုံးခဲ့တဲ့အမျိုးသမီး80ဦးထဲမှာဖော်မရှင်တက်ရဲ့လေးကျောင်းကပုံကျဲတိုက်ခိုက်မှုကြောင့်56ဦးလက်နက်ကြီးကြောင့်8ဦးမြေမြုပ်မိုင်းကြောင့်2ဦးနဲ့ဖမ်းဆီးတပ်ဖြတ်ခံရသူ9ဦးလို့ဖြစ်ပါတယ်သိဆုံးတဲ့ထဲမှာအသက်မပြည့်သေးတဲ့18နှစ်အောက်ကလေးတွေလည်းပါဝင်ပါတယ် ဒါပြင်ထိခိုက်ဒဏ်ရာရခဲ့တဲ့အမျိုးသမီး80ဦးမှလည်းလေကြောင်းတိုက်ခိုက်မှုကြောင့်68ဦး၊လက်နက်ကြီးပစ်ခတ်မှုကြောင့်9ဦး၊မင်းမြုပ်မိုင်းကြောင့်3ဦး၊မတရားတပ်ဖြတ်ခံရမှုကြောင့်1ဦးနဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်4ဦးပါဝင်နေတာကို BWU ကဆိုပါတယ်။ပြခဲ့တဲ့အော်တိုဘာလအတွင်းမြန်မာနိုင်ငံအနှံ့စစ်ကောင်မရှင်ရဲ့တက်ခတ်မှုကြောင့်အမျိုးသမီးတေဆုံးမှုအများဆုံးဖြစ်စေခဲ့တဲ့တိုင်းနယ်ပြည်နယ်တွေကတော့ရှမ်းပြည်နယ်မန္တလေးနယ်စကိုင်းတို့ဖြစ်ပါတယ်။ နောက်ဆုံးရပြည်ရေးသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုဆက်လက်ပြီးတော့တပတ်တွင်းကထူခြားနိုင်ငံတကာသတင်းတချို့ကိုနားဆင်ရပါမယ်ကျေဝန်းလာတဲ့ရှန်ဟိုင်းကုန်စည်ပြပွဲခမ်းမကြီးထဲမှာလက်ကင်အိတ်ကနေအိမ်သုံးစားအထိပစ္စည်းမျိုးစုံကိုပြသထားပါတယ် နှစ်နိုင်ငံအကျိုးတူဆက်ဆံရေးတိုးတက်လာခြင်းကအလွန်လိုအပ်နေတဲ့တည်ငြိမ်မှုကိုစောင့်ခြင်းလာလိမ့်မယ်လို့သူတို့မျှော်လင့်နေပါကြောင်းတရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်အထိနာနေတဲ့အမေရိကန်ပို့ကုန်သမားတွေကကြေညာပြေးနေမှာပြောပါတယ်အခုနှစ်အချိန်တော်တော်များများတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်ကုန်သွယ်ကုန်တိုးမြင့်တန်ခံရင်းအချိန်ကုန်ခဲ့ကြတဲ့ဒေါ်နယ်ထရန့်နဲ့ရှီကျင်းဖင်တို့နှစ်ဦးအရင်အဘက်ကတွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက်အဲ့ဒီလိုလှုံ့ဆော်ခြင်းမပြုတော့ဘူးအမေရိကန်ပြည်ထောင်စုနဲ့တရုတ်နိုင်ငံတို့ကြားသဘောတူခဲ့ကြပါတယ်။ နှစ်စဉ်ကျင်းပတဲ့တရုတ်နိုင်ငံတကာသွင်းကုန်ကုန်စည်ပြပွဲ CIIE ကိုလာရောက်တဲ့ American ဂျင်ဆင်ရောင်းချသူ မင်းထောက်ကျန်က Trump ပထမသက်တမ်းကလေးကအကောက်ခွန်တွေအချင်းချင်းချမှတ်ခဲ့တဲ့အတွက်ကြောင့် Ward Cosin ပြည်နယ်အလဲပိုင်းမှာရှိတဲ့ဂျင်ဆင်စိုက်ပျိုးသူတွေပျက်စီးပြုံတီးခဲ့ရတယ်လို့ AFP ကိုပြောပါတယ်2018ခုနှစ်မတိုင်ခင်က West Cosin ပြည်နယ်မာရသွန်ခရိုင်ထဲမှာမှတ်ပုံတင်ထားတဲ့ဂျင်ဆင်စိုက်ပျိုးသူ200ရှိတယ် ပထမအကြိမ်နဲ့ဒုတိယအကြိမ်အခွန်စစ်ပွဲတွေပြီးကိုဗစ်ကထပ်နှိပ်ဆက်လိုက်တော့ဂျင်စင်းဆိုင်ပြိုးသူ90ပဲကျန်တယ်လို့မာရသွန်ဂျင်စင်းကုမ္ပဏီတည်ထောင်သူဂျန်ကပြောပါတယ်။အစိုးရနှစ်ခုအကြားမကြသေးခင်ကရခဲ့တဲ့သဘောတူညီချက်ကြောင့်ဒီကိစ္စတွေတည်ငြိမ်သွားပြီလို့ကျွန်တော်ထင်ပါတယ်။အနာဂတ်မှာပိုကောင်းတဲ့အလားအလာတွေကိုကျွန်တော်တို့မျှော်မှန်းနေကြပါတယ်လို့ဂျန်ကဆက်ပြောပါတယ်။ မွေနဲ့ရှိတဲ့မြောက်အမေရိကန်မျိုးကွဲဂျင်စင်းမြစ်ဟာဆေးဘက်ဝင်တယ်လို့အာရှရိုးရာယဉ်ကျေးမှုအရယုံကြည်ကြပါတယ်။1980ခုနှစ်တွင်မှာတရုတ်နိုင်ငံစီ အမေရိကန်ပြည်ထောင်စုက တင်ပို့တဲ့ပထမဆုံးကုန်ပစ္စည်းဟာအဲ့ဒီဂျင်စင်းမြစ်ဖြစ်ပါတယ်။ မြစမရေဒီယိုအစီအစဉ်ကိုဆက်လက်တင်လွှင့်နေပါတယ်ရှင်အခုဆက်လက်ပြီးအပတ်စဉ်ကဏ္ဍအနေနဲ့ဘာတွေပြောမလဲဘာတွေမင်းမလဲအစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်ပြောကြတာပေါ့ကနေနေပါပါတော့ဟာတွေ့ချင်းနေတာဒီလားဟာတွေ့ချင်းနေဆိုတာအကူကကြတော့ဒီဒုံစန်းစုစီနားမှာလည်းနေခဲ့တယ် ဟုတ်ကျွန်တော်ကကျွန်တော်အလုပ်နဲ့ကျွန်တော်အဲ့ချိန်မှာရှုပ်နေတာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့အခုအတိအရအများကြီးပဲအခုအန်ဒီယအခုအသက်ဆက်ဆက်လဲကြုံပြီဆိုတော့ဒီအဲ့ဒီအကြောင်းနဲ့အခုအခုဒီကတည်ချင်တာပေါ့ဟုတ်တယ်ကျွန်တော်လည်းဒီဒီမိအကြောင်းစဉ်းစားမိစဉ်းစားမိတိုင်းကအဲ့လိုလည်းမပြောဘူးတခါတလေကြာတော့ကိုကျင်းစားရှိတယ်လေတရားထားတယ်ဒီအသက်ရွယ်ကြီးဆက်ဆက်ကြောဘူးဘယ်လိုများနေရမထိုင်မလဲစားမလဲတောက်မလဲပေါ့နော်အဲ့လိုမျိုးပေါ့ဗျာကျွန်တော်တို့က ဒီခါကျတော့အရန်ပြုဝင်တော့ကကျောင်းမဟုတ်ဘူးဗျတကယ်လို့ဟုတ်တယ်တကဘာလုံးကကြောင်းနေလူတွေရတယ်အခုဒီဟာကတော်တော်ကြီးကိုအမေပေါ်မှာထားတဲ့မေတ္တာတော်တော်ကြီးရဲ့ဘာလို့ဆိုတော့အမေရလည်းပြည်သူကိုမေတ္တာထားခဲ့တာလीဒါကြောင့်အပြန်ခံနေပေါ့ကွာဒါကြောင့်မလို့လေဒီကျွန်တော်တို့ဒုတိယကောင်ဆက်စုကြီးရဲ့အခုဖြစ်နေတဲ့ကိစ္စတွေကိုကျွန်တော်ကတော့ပြန်နေပြောရင်တော့မင်းတို့ဒုက္ခရောက်ဖြစ်ခြင်းကြီးဗျအေးဘော ဒါမေအောင်လှိုင်တို့ဘက်ကလည်းပဲတချို့ဟာတွေကိုညာအမေပြောခဲ့တဲ့အဆိုမိတ်နေရှိတယ်ဗျသူနိုင်ငံတကာသွားလာတဲ့စီးစင်းတွေမှာဖြစ်ဖြစ်ဒီရင်းမှာပဲဖြစ်ဖြစ်ဒီလူတို့ပြီးအတိတွေကတတော်ကြီးကိုမှတ်သားကြရအများကြီးရကျော်လက်တက်နိုင်တော့တို့ဒီအမေရဲ့ဝေယဝိသကိုတက်နိုင်တော့အစော်ဘွားလောက်ခဲလောက်ခဲရတာတောင်မှကျွန်တော်တို့ကတချို့ဟာတွေကိုမှတ်သားထားတဲ့ဟာရှိတယ်အဲ့ဒါတွေကျွန်တော်တို့က ရင်ထဲမှာကြိတ်ဟိတ်ပြီးဘူးမလည်းပြောလို့မရဆိုလို့မရအဲ့တော့ကျွန်တော်ကလည်းဟိုပြောမယ်ဆိုရင်တော့ဆိုရှယ်မီဒီယာတွေပေါ်မှာဆိုတာလေဒီဟာတွေကိုကျွန်တော်တို့ကတူတူတိတ်နဲ့နေပြီးတော့ရှိခဲ့တဲ့အခါကျတော့ဒါတွေကိုပြောချင်ပေမဲ့ပြောလို့မရဘူးအဲ့တော့ငါးကုန်းနဲ့တွေ့ုံနေတဲ့အချို့ဟာလေးတွေကိုခုနအကူပြောလို့ပေါ့ဗျာအမေရဲ့အတဲရပိုင်ချားနဲ့ဖြစ်လာပြီဆိုတော့လေအချို့ဟာလေးတွေကိုကျွန်တော်စဉ်းစားမိတော့လေးရှိတယ်ဗျာ ဒါလည်းပဲမိရဲ့သဘောထားတွေပေါ့ဗျာဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတော်ဝင်နေ့ဒီမှာရန်ကုန်ရန်ကုန်တော်ဝင်ရန်ကုန်ကတော်ဝင်ဥဆုံးပေါ့ဗျာအဲအဲဥဆုံးအဲအဲ့မှဥဆုံးရောတော်ဝင်နေ့ဒီမှာလုပ်ခဲ့တဲ့ဝဲပေါ့ဗျာအဲ့ဒါက25ရက်ဩဂတ်ကျွန်တော်တို့2014တောင်းကအဲဝင်းကျင်တော့ကလောက်ခဲ့တော့ပွဲဆိုလို့ရှိရင်အဲ့မှာတကယ်နိုင်ငံကျော်စားရစီရပြီ တော်များများဟုတ်တယ်ကြားလိုက်တယ်ကြားတယ်ဆာရေးဆရာတွေကြပြားဆရာတွေအာကတုံးကတုံးဆရာတွေဟုတ်တယ်အဲ့လိုရတဘာညာဘောပြဘာသာပြန်နဲ့ပါလာပေါ့အဲ့လိုသကယ်ဆာရေးဆရာကြီးကိုဖိတ်ပြီးတော့သူ့ရဲ့ဒီသဘောထားပေါ့ဗျာအဲ့ဒီမှာပြောခဲ့တဲ့တကားတကယ်ကိုပြန်တော့ကတုံးမိနစ်ထားတယ်ဗျာအဲ့မှာပြောလိုက်တဲ့စကားကျွန်တော်အရက်ခေါ်တော့အကိုကဘယ်လိုခေါ်မလဲကျွန်တော်နာရတူရီရရေးခဲ့တဲ့စာကို အဲ့မှာအမေပြောခဲ့တာဟာကျောင်းလောက်ပါဒီစကားမျိုးအမေကဒီလိုတကယ်နိုင်ငံကျော်ဆိုင်ဆိုင်ရှိမှပြောရဲဆိုတာတတိသူ့ရဲ့တော်လားအဲ့ဒါကတော့ဗာလဲဆိုတော့ကျွန်တော်အရက်ခေါ်ဆိုတော့ကွာဘယ်လိုခေါ်မလဲသူဒီတယောက်ကောင်းမှုရာဒီတပားလူမှာပြင်းနေကြတာဓမ္မတာဒီဆိုတဲ့စကားလေဟာကျွန်တော်လည်းနည်းနည်းရသိမှုရတာကျောင်းအဲ့လိုပဲကြားခဲ့တာဒါပေမဲ့ဟိုနည်းနည်းပြည့်စုံအောင်လို့ကွာဖြစ်တော့သူဖုန်းထဲမှာကြာရှာကြည့်တာကိုဆိုတော့အဲ့ဒါတွေကဒီ ဘယ်လိုခေါ်မလဲတကယ်ဟိုဗျာဒီဒီအကြောင်းအရာနဲ့ပတ်သက်လို့ပြောချလိုက်တဲ့ဟာမှာတော်တော်ကြီးတော်တော်ပါလေကျွန်တော်တို့အဲ့ဒါဘာလဲတော့ဒီစာထဲမှာရေးထားတဲ့ဟာဆိုတော့ဘာရေးထားလဲဆိုတော့သူဒီတယောက်ကောင်းမှုရောက်မှုတယောက်သူမှာပြည့်နေကြတာဓမ္မတာဒီရဲ့တယောက်ကကောင်းမှုတို့တယောက်ကပြက်ပေးရမယ်ပြက်ပေးရမယ်အဲ့ဒါကိုဒုံဆက်စုကြီးအားဘာပဲဆိုတော့ကျွန်တော်ကလက်မခံဘူးတစ်ဖက်ကကောင်းမှုတို့ကိုတစ်ဖက်ကပြက်ရမယ်ဆိုတော့သူလက်မခံဘူး ဘယ်လိုမျိုးပြည်ရကောင်းအောင်မယ်ကိုရက်ခင်ဒီကဝင်းဝင်းပေါ့ဝင်းဝင်းဆူကြီးပေါ့အဲ့ဒါကိုသူကနှစ်ဖက်အပြန်လမ်းနဲ့သူကနိုင်ဆောင်နိုင်ဆောင်တယ်ဘယ်လိုပြပတ်ဆောင်ရမလဲဆိုတဲ့ဟာကိုသူကအဲ့တော့ပြောတာဟာကျွန်တော်ကဟာအမိရဲ့သဘောထားမေတ္တာတရားကြီးမလာပြီလားဆိုတော့အဲ့ဒါ2014နော်ကျွန်တော်2014ရနေကျွန်တော်ဆန်ကယူကောက်ဝယ်အနေဒီနိုင်ရ2016ရနေဒီလိုလေအနာမတင်းရင်အထိမိရဲ့ဆက်ဆံမှုက အေးဘောမေတ္တာတရားမေတ္တာတရားတော့အဲဒီစစ်တပ်ကိုစစ်တပ်ကိုဘုံမဒီတကူလေးကိုနော်ဟုတ်တယ်နော်မေတ္တာထားပြီးတော့လက်ခေါ်သွားတာခေါ်ပြီးတော့မှဘရောဒီဖြစ်တယ်တော့တချို့ဒီတက်ကအရာရှိရဆိုလို့ချင်းဟာတကယ်အမေနဲ့ထိဆက်နေတဲ့ခါကြတော့အမေရဲ့စေတနာကြီးမေတ္တာမေတ္တာတရားကြီးပြီးသွားတဲ့ခါကြတော့ဟာအဲ့မှာဒီလိုလေဘာဖြစ်ပြူပေါင်းဆောင်ရလာလားပြောနေလားကဒီဟာကိုကျွန်တော်ကမသိပြေးနေလားလား ခုနပြောတဲ့သူတို့ပြောက်ကောင်းမှုတွေတဘာတူတာပြင်းနေတာဓမ္မတာကြီးဆိုတာဒီလိုမဲအောင်လိုက်ရကိုရင်းလာတရားထားမယ်ဆိုရင်တော်ဆုံးပြီတက်ကရှစ်တဲ့ကြောကြီးရှစ်ပေးတဲ့လေလူပိတိလူပူပေါင်းဆောင်ရမယ်ဆိုလို့ချင်းဟဲ့လားအဲ့ဒါပဲတော့တကယ်ရှစ်မဲနဲ့စီစံနဲ့မဲအောင်လိုက်လို့လို့နော်တုံသက်စုကြတော့ပြောစရာမလိုလို့မဆိုရင်အဆင်ပြေတာပေါ့ဒါပေါ့ဘုရားအခုကဒီနှစ်ကျော်၅နှစ်ရောက်လာဒီကောင်ဘာစေတနာမှလည်းမရှိဘူးဟာနော်တကယ်စာတရားလည်းမရှိဘူးဒီကောင်လူမဟုတ်ဘူးဟုတ်ကဲ့ကျွန်တော်ကအဲ့လောက်ထိပြဟိုပြောမယ်ကျွန်တော် ီဥဒေသေတဲ့တော့ဆိုရင်သူတို့အဲ့ဒါနိုင်ငံရေးမှာမပါဝင်ပြည်ကြီးမှုဆိုရင်တော့မှသူတို့ကောင်းမွန်ရတဲ့နဲ့နေအခြေချုပ်မှာထားတာဗျာထောင်လဲဆိုတာခဏလေးပဲဟောဖြစ်ပြီးတော့ဟာလားသူ့မှာသူပြန်ထားတာကျွန်တော်တို့ကထောင်နဲ့ရောက်တယ်ဗျာအန်ဒီကနေအခြေချုပ်မှာထားထားတယ်ဟုတ်တယ်နော်အင်းတုံးငင်ရှိပြီကျွန်တော်တို့နဲ့သူအဖမ်းခံရတာနော်ဟုတ်တယ်အဲ့တော့ဗျာသူကခုနသဘောထားကိုအဓိကပြည်သူလူထုကလည်း ခုနအဲ့ဒီစကားမျိုးတော့ကြားဘူးလေကြားဘူးလေကျွန်တော်လည်းကြားဘူးလေစာထဲမှာလည်းသင်ရတယ်ဒါပေမဲ့တို့အန်တီပြောတဲ့ခါကျတော့ကျွန်တော်လည်းပဲဖြစ်ဖြစ်တာပေါ့နော်ဖြစ်တယ်သူအစင်သက်လက်ခံခဲ့တဲ့သင်ကြားခဲ့တဲ့ကြပြားလေဟုတ်တယ်ဟုတ်ပါဒါပေမဲ့ဒုံဆန်းသူကြီးကအတွေးခေါ်ကအဲ့ဒီလိုပြောလို့ပြလိုက်ကွာဒုံဆန်းသူကြီးပြောတော့ဟုတ်ပါလားအင်းနော်မှန်ပါလားအဲ့တော့ဘာလို့ထိခိုက်သွားလဲသူတို့အဲ့လေဆိုလက်ထက်မှာအေးဘာမှမထိခိုက်ဘူးမထိခိုက်ဘူးလေဘာမှတိုးတက်မှုရှိဘူးနိုင်ငံတကာအထုကိုအမေကနော်ခုန ဒီ ITG လို့ပါလို့ဆိုပြီးတော့မှအဲ့ဒီသွားပြီးတော့ဒါနိုင်ငံရောလူရောအထိမှဆိုလို့သွားပြီးတော့ကာဘာနဲ့လောက်ခဲ့ပြီးတော့ဆော်ပေးခဲ့တဲ့ပုံကူပါအေးနော်အဲ့တော့ကျွန်တော်ပြောချင်တာဒီတော့ဖီနာနဲ့ဟိုနိုင်ငံမှာနှားနေတဲ့လူတယောက်ကိုအခုဒီအချိန်မှာကျွန်တော်ဟိုတုတ်ပေးဖြစ်ခြင်းတယ်ဥပမာပြောရရင်နောက်တော့ကြားလိမ့်ဟုတ်တယ်ဟုတ်တယ်အခုပြည်သူတွေရတဲ့နိုင်ငံတကာမှာကြည့်တဲ့ တော်ဆက်ကြည့်မွေးလေးဆိုရင်လည်းတခြားကဘာကောင်းဆောင်တွေနဲ့ရှင်းကြည့်ကြရင်တကယ်ကျွန်တော်နိုင်ငံလူနိုင်ငံသားတွေကနော်တကယ်ကဘာနဲ့လောက်တာကဘာနဲ့အနှံ့လောက်တာအဲ့တော့ဘယ်တိုင်းပြည်ဘယ်လူမျိုးမှာဘယ်ကောင်းအောင်မရှိခဲ့ဘူးဟုတ်တယ်အဲ့တော့ဒီလိုနိုင်ငံတကာမှာဆိုလဲအဖက်ဖက်ကနေ order တော်ဆိုင်ထုတ်ပေးပေါ်နေရတာပဲကဲအဲ့ဒီဟာမျိုးထုတ်ပေးလိုက်ရင်ကျွန်တော်ပြောတာကနိုင်ငံရဲ့လက်ရှိအခြေအနေမှာဒီလိုတစ်ဖက်ကမေတ္တာတရားနဲ့ တကယ်အစ်စ်မှဖြစ်ဘူးလို့လူတာပေါ့ဗျာဟာပေါ့တော့ကျွန်တော်ပြောချင်တာအဲ့ဒါတော့ကိုတန်းနေသူတန်းတော်ကြီးကျွန်တော်တို့ကတော့ဒီဟာနဲ့ပတ်သက်လို့အမေကိုလည်းကျွန်တော်ဉာဏ်လုံးတန်ကြမ်းမှမာနဲ့ပဲကျွန်တော်ပြန်ထွက်လာတော့ပြည်သူတွေမျောနဲ့တောင်းတတယ်လို့ကျွန်တော်လည်းမျောလဲနေပါဟာပေါ့မျောလဲနေတော့တန်ကြမ်းမှမာနဲ့ပြန်လည်းလွတ်မြောက်လာဖို့ပဲကျွန်တော်တို့ဆူတောင်းတာပေါ့နော်ဟုတ်တယ်အခုကကျွန်တော်တို့ကလည်းဆူတောင်းတော့လွယ်လို့ဘာမှမလုပ်ပြီးနိုင်ဘူးလေ ဟုတ်ပါတော့ online လုပ်နေတယ် online အတွက်ဆိုဘာလုပ်ပြီးနိုင်လဲဆိုတော့နည်းနည်းဟိုကုထဲကနည်းနည်းပါပါပဲလှူပြီးနိုင်တယ်ဟာနောက်တစ်ခုကဒီထောက်ဖို့ထီလေးတဲ့ထိုးပေးရတယ်နောက်တစ်ခုကကိုကအခုကသတင်းလုပ်ငန်းလုပ်နေတော့ဒီတိုက်ပွဲသတင်းတွေဟိုကစားသတင်းတွေဖက်ဒရယ်ဘက်ကသတင်းတွေအဲ့ဒါတွေကိုကျွန်တော်ကဦးစကားလေးအဲတိုင်းသားတွေပြောတဲ့အတန်တွေပေါ့နော်ဒီလိုခေါင်းဆောင်တွေပြောတဲ့အတန်တွေကိုထုတ်ပေးရတယ်အဲ့ဒီလောက်ပဲကျွန်တော်တို့ကလုပ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလည်းကြီးနေပြီအဲ့ဒါလည်းပေါ်ပြီးတော့မဟုတ်ဘူးကြာကျွန်တော်တို့ဆို ။ဘာလဲဆိုတော့အခုဆိုရှယ်မီဒီယာကိစ္စဆိုတော့ဘာလဲဆိုတော့ကိုတန်းတော်လိုမီဒီယာဘက်ကပတင်းမျိုးတွေရတယ်ကျွန်တော်တို့ကဒါဘာလဲဆိုတော့ဟိုအဲအားတစ်ခုပဲ။ဟုတ်။ဒီတော့မလုပ်နဲ့။ဘာသေးသေးဘာလဲဆိုတော့အင်တာနက်လေးမြန်မရတဲ့နေရာကိုနိုင်ဘလာတော့ကျင်းွာသွားရင်တောင်မှဟုတ်တယ်ကျွန်တော်ကဘာကြီးကနောက်ကျကြံနေမှာပုံမှန်ဖြစ်ဟုတ်တယ်ဟုတ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ရာသမအချိန်မှာကျွန်တော်တက်လာတဲ့သတင်းတွေကိုဖတ်တယ်ကျွန်တော်တို့တုံးတက်တယ်ကျွန်တော်တို့ကအဲ့ပုံစံလေးရတော့ ဒီရာဓမာတွေရောဘာတွေရောကျွန်တော်တို့ကအယူတင်ပါတယ်ဘာလို့ဆိုတော့ဒီဒီနိုင်ငံတကာမှာကသတင်းမီဒီယာအပြောင်းလဲအများကြီးဖြစ်သွားနိုင်တာဟုတ်ဒါကြောင့်မို့ဒါတော့အဆင်မပြတ်ကြုံသားထောင်းတယ်အဲ့ထက်မှအမျော်နေဆုံးသတင်းကတော့အမေလွတ်လာပြီပေါ့ဗျာကျွန်တော်ခေါင်းတော်လွတ်လာပြီဆိုတော့သတင်းကိုတော့ဒီကဘာတော့အလို့ကျင်းကျွန်တော်တို့ကဏ္ဍပဲတော့တော့တောင်းလာတယ်ဒါပဲအဓိက နိုင်ငံတစ်ခုပြင်ပြောင်းလဲဖို့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကိုနိုင်ငံကြီးမှာကောင်းဆောင်ကအကြီးကြီးတယ်ဒါပေါ့ဒီကောင်းဆောင်မှုကြတာဗမာပြည်မှာဒါရွှေပဲเนาะအဲ့ဒါဟိုမှာတခါလဲဒီကောင်ကြီးကလည်းထုံထဲမှာအကျဉ်းချထားတယ်ဆိုတော့သူတို့ရဲ့စေတနာပေါ့ဗျာဒါပေါ့နောက်တစ်ခုကိုဇကမက်ဆက်ဒီတော်ဆန်းသူကြီးကအဲ့ဒီခုနကကြပြာကိုညွတ်ပြီးတော့လीဟုတ်အဲ့ဒီအနန္တသူကြီးကအမတ်ကြီးကသူကမဲစာရောက်သွားတယ်ပေါ့ဗျာဟုတ်မဲစာမှာသူကအဲ့လွမ်းလွမ်းစူးစူးနဲ့အဲ့အလွမ်းကြပြာတွေပဲရေးနေတယ်เนาะအဲ့ဒါလည်းအန်တီကမကြိုက်ဘူးပြော အဲ့ဒါဒီလိုဗျအဲ့ဒါကကျွန်တော်တို့ဟိုညကစာဝေးလေးတခုမှာပေါ့ဗျာအဲ့မတိုင်ခင်လေးမှာအဲ့ဟာအမေရောကဟိုကဘာပြောလဲဆိုတော့ဒီကြပြာကတဲ့ငငယ်တုန်းကဒီကြပြာမေကဖတ်လို့လည်းကောင်းနေတဲ့ရေးလည်းကောင်းနေတဲ့နောက်ကျွန်တော်တို့ ဆိုးလည်းကောင်းတယ်။နောက်သာသာဒီကလုံးအထာရရစအင်မတန်ကိုမြှို့လို့ရဘာဖြစ်ရကျွေးရတောင်းတယ်ပေါ့ဗျာ။အဲ့တော့ပြောတော့ပြောရပြောဗျာ။တက်ကြီးရပါမရ။မကြိုက်တော့ဘူးလေ။ဟာဘူးဖြစ်တယ်ပေါ့ကျွန်တော်တို့ကအိမ်တို့ပေါ့။ဟုတ်ဟုတ်တယ်လေရဲ့။ तू ကမင်းလူကြီးကိုတော်မှာ။ तू ကဘူးကြီးမှတ်ရနေနဲ့။ तू ကလောက်ခဲ့တဲ့ ုံကူတော်ဖြစ်တယ်အခုခေတ်ဆိုဝင်းကြီးပေါ့အဲဝင်းကြီးပေါ့တော့ဒီမဲတာကြီးလဲယွာကတိတိလေးမဟုတ်ဘူးအကြီးဩကျွန်တော်မြကြီးလာကျွန်တော်ရှူသွားတဲ့လမ်းပေါ်မှာရှိတာဟုတ်မဲတာကြီးပါအဲ့တော့အဲ့ဒီယွာကိုပို့လိုက်တဲ့ဟာသူကအဲ့မှာဘာတန်းတာလဲအရင်တော့ကသူဘယ်လိုမျိုးမင်းနေယူမှာနေခဲ့တယ်ထိုင်ခဲ့တယ်သူဘယ်လိုသူစီးရင်ခံလာခဲ့ရဆိုတော့သူကပြန်တန်းတာလားဗျအင်း အမှန်ကိုရင်သူ့ရဲ့ပညာနဲ့သူ့ရဲ့အတွေ့အကြုံနဲ့တဲ့ဒီမဲကတောင်ကြီးရနေမှာဖွင့်လို့တွေ့တတ်မှုအမှန်လို့ရတယ်လုပ်ပြီးလို့ရတာပေါ့နော်ဟုတ်တယ်အဲ့တော့ဘာဖြစ်လို့မလုပ်ခဲနဲ့ကြပြားတွေဟေးဟောဟာအဲ့ဒါလေကျွန်တော်တို့ကဟာတော့ကမန်ဒီအတွင်းကြီးဗျာနော်ကွာကျွန်တော်အန်ဒီရလေးတော့တိုင်းပြည်တိုးတက်ရေးကိုပဲရှိရှိတယ်ဟုတ်တယ်နော်အဲ့ဒါကိုသူရဲ့စိတ်စစ်နာတွေမြစ်တာတွေနဲ့ဘလို့အောင်တယ်ပုံမလဲဘလို့လုံမလဲဒါပဲသူ့အတွေ့ရ ဟုတ်လားနိုင်ငံကနေလည်း blue ဆက်ဆက်မယ်ငါတိုင်းကြီးကောင်းဖို့ဘယ်လိုလုပ်မလဲနော်မဖြစ်ဘူးနော်ဟုတ်ဒီနိုင်ငံတကာပြန်มาရဲ့ပဲဒါဒေါ်ဆက်ဖြစ်ကြည့်ကြကျွန်တော်တို့နိုင်ငံအဲ့ဒီဒီအာလာရတဲ့အုပ်ချုပ်ခွင့်လုပ်ပိုင်ခွင့်ရတဲ့အချိန်လေးပေါ့ဗျာဒါလည်းဒါလည်းအပြည့်မဟုတ်ပါဘူးအဲ့ဒါတော့မှနိုင်ငံတကာတော့မှမြန်မာနိုင်ငံဆိုတာမပြည့်နေရဘူး ဒေါ်ဆက်ကြည့်ဆိုရင်ဟုတ်တယ်အဲဒေါ်ဆက်ဆိုရင်လည်းဘူရမျက်နှာပြောင်းသွားတာဟုတ်တယ်ပေနိုင်ငံလည်းကျွန်တော်ဗမာနိုင်ငံသူမသိဘူးဒေါ်ဆန်းစုကြည်နိုင်ငံသူခါမှမျက်နှာပြောင်းသွားလာတော့ဟိုလက်ဆက်လိုက်နှုတ်ဆက်တယ်ဟုတ်တယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီကာလမှာဘာလို့ပြီးတော့ကျွန်တော်တို့မင်းတို့လာခဲ့ရပေါ့ဗျာဘာပေါ်လာခဲ့တာပေါ့ဒါပေမဲ့အခုအချိန်မှာကြည့်ရကြည့်နိုင်ငံတကာမှာကျွန်တော်တို့ပတ်စုပြည်လိုက်တာ ਨੇ ဝန်ထမ်းအောက်ခြေဝန်ထမ်းအစဆက်ဆံတဲ့ပုံစံ တခြားအာရှတော်မှဒါစင်ကာပူတို့ဘာလို့ညာလို့ဟာလားကျွန်တော်ကပြောရင်အင်ဒိုနီးရှားတော်မှကျွန်တော်ကမျက်နှာမပွင့်ဘူးအဲ့တော့ဒါရီယာလည်းပဲဘာကြောင့်ဖြစ်လာလာလဲဆိုတော့ခေါင်းဆောင်ကြောင်းခုနကပြောရင်ဟာပဲကျွန်တော်တို့ခေါင်းဆောင်ကျွန်တော်တို့ကတော့တန်ဖိုးထားတယ်ဗျာဒီလားတန်ဖိုးမထားတဲ့ဒီကောင်ကြီးစစ်စစ်ကောင်စီပေါ့ဗျာစစ်ကောင်မရှင်ပေါ့နော်ဒီကောင်ကြီးကသဘောထားမပြောင်းမချင်းရက်ဆက်နေမှာပဲဒီလားဒါပေမဲ့ကျွန်တော်တို့ဘက်ကလည်းပဲ ဒီတော်လိုင်းပေါ်တော့ဂျန်စီလေတော်လိုင်းလုံးကြသူကလည်းဟလာမဖြစ်မနေမရမကအောင်မြင်လို့မှာပဲဒီအာနာရှင်အမြင့်ပြည့်ကြီးဟာဘလောက်ကောင်းလဲလုံးဝအကျဉ်းကြံမရှိစရာဘူးဒီအာနာရှင်စစ်အာနာရှင်ကိုတိုက်မယ်အဲကျွန်တော်တို့ဝမ်းတာတယ်ဟလာဒီရောက်တာလည်းလူစိမ့်လည်းပဲကျွန်တော်တို့ပြေးလာတဲ့ကောင်ကြီးကတော့မှာအဲမတိုင်ရတာလည်းကောင်ကြီးဆိုလို့ရှိနေပဲကျွန်တော်တို့ဟိုကိုကြီးရဲ့လူကြီးလေဒီနည်းလူတွေကျွန်တော်ကဘလူပတ်ပိုးပေးမလဲဘလူ လူထမ်းပြီးမလဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကတော့တအားသမီးတော့လောက်ရပါပေါ့နော်ကျန်တဲ့လူတွေလည်းပဲလောက်ကြပါတယ်ကျွန်တော်လည်းတချို့အပိုင်းတွေမှာလည်းဒီလူရဲ့ဥပပေါင်းပါဝင်မှုပေါ့ဒါကကဒီတော်ထိုင်းပြီးဥဆောင်တဲ့ NLD ပါတီဆိုတာလည်းပဲဒါဒီလူရဲ့ထောက်ခံမှုဒါပေါ့အဲ့ဒါတော်ဆက်စုကြည်ကိုဒေသမှုတော်ဆက်စုကြည်ကိုဒါဘယ်လိုလဲပြောသူ့ရဲ့ ခုနပြောတဲ့ပညာအရေးချင်းအဲသူ့ရဲ့ဂုဏ်သိက္ခာသူ့ရဲ့ဖြေနာသူ့ရဲ့မေတ္တာတွေကြောက်လာလေဒူရီယာနဲ့ပါဖြစ်တဲ့တော့မဲဆိုတော့လားကြိုက်တဲ့အချိန်အနယ်တူဝင်ပြန်နိုင်ရတာယူရဲ့ဟုတ်တယ်ဟုတ်တယ်အဲ့တော့ခုနတော့ဒီအပိုင်းလေးရတော့ဒီမဲရေကောက်ပွဲနဲ့ပတ်သက်လို့ဘသူကမဲဒေမီဘသူကမဲခိုးခဲ့ဆိုတဲ့အကြောင်းလေးတော့အဲကျွန်တော်တို့သမဆာပြီးမှပဲ ထပ်ပြောတာပြောလို့ကပြောမယ်အေးโอเคအဲ့ကြောင့်လို့လဲကျွန်တော်ကอืม message ပြည်သူကိုပေးနေပြီအေးကောင်းတယ်ကျွန်တော်ဒေတာရှိတယ်อืมပြောမယ်ကျွန်တော် ကျမတို့မြေစမရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်တယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချံပြချက်တွေနဲ့ရှင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မြေစမရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ချံပြချက်တွေကိုကြိုဆိုပါရရှင်။ မေဆမရေဒီယိုရဲ့ဒီနေ့ညအစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုစိတ်နှစ်ပါးချမ်းသာချမ်းသာပါစေလို့မေဆမရေဒီယိုဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရှက်တည်နေမယ့်မေဆမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးချမ်းသာကြပါစေရှင်